ဟယ်လိုအားလုံးမင်္ဂလာပါ Sport Channel Facebook Page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တဲ့ပွဲစဉ်တစ်ပွဲကတော့ Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United နဲ့ Spurs တို့ရဲ့ပွဲပွဲဖြစ်တယ်ဒီပွဲကကျွန်တော်တို့အာတကယ်ကြီးကောင်းမဲ့ပွဲပွဲဖြစ်တယ်စိတ်ဝင်စားစရာကောင်းတဲ့ပွဲပွဲဖြစ်တယ်အာဒီပွဲကကျွန်တော်တို့ Manchester United ဖန်တွေတွေ့တော့တကယ်ရင်ခုန်စရာကောင်းတဲ့ပွဲပွဲဖြစ်ပါတယ်ဆိုတော့ဒီပွဲကိုကျွန်တော်အချက်လက်၃အချက်၃ချက်အဖြစ်ကျွန်တော်ပြန်လည်တုံးသပ်ပေးချင်တယ် အာဒီဘက်မှာဘယ်မှာအောက်ဆုံးကျွန်တော်ကြည့်ရမှာဆိုရင်နောက်ဆုံးအာတွေ့ဆုံမှု hub to hub ဒီငါးဘွဲကိုကျွန်တော်ကြည့်လို့ရှင်အာဒီစပါအသင်းကအတာစီးရထားကျွန်တော်တွေ့ရတယ်စပါအသင်းကဒီလေးဘွဲနိုင်တယ်တပွဲပတိကြထားဆိုတော့ဒီအာစပါအသင်းကဒီအခုနောက်ပိုင်းငါးဘွဲတွေ့တဲ့ချိန်မှာဟိုတာစီးရထားကျွန်တော်တွေ့ရတယ်ဆိုတော့ဒီဘက်မှာလည်းဒီမှဟို Manchester United အတွက်ကတော့တကယ်ခက်ခဲတဲ့ပွဲတွေဖြစ်တယ်ပြီးလို့ရှိရင်ဒီအာ အစပားရဲ့အင်ကွန်းဖြစ်တယ်စပားအင်ကွန်းဖြစ်တဲ့အချိန်ကျတော့ဒီဘွဲကအာ United Fund တို့ကတကယ်ရင်ခုန်စရာကောင်းတယ်တကယ်ကျွန်တော်တို့ကြီး problem လဲကျွန်တော်ရဲ့နိုင်ဘွဲဆက်နေမှုကိုကျွန်တော်ဆုံးဘွဲမရှိတဲ့ loss ရတယ်၄ဘွဲပေါ့လေအာလေးဟိုအာ၃ဘွဲနိုင်ထားတယ်အာ၃ဘွဲကြီးကြားထားတယ်ဒီနိုင်ဟိုဆုံးဘွဲမရှိတဲ့ကျွန်တော်တို့ဒီအာခီးစင်လေးကိုဒီစပားရဲ့အင်ကွန်းမှာကျွန်တော်ကြိုးပြက်သွားမလားဆိုကျွန်တော်တို့ဒီအာရင်ခုန်ဆိုကျွန်တော်ဆုံးကြရမှာဖြစ်တယ်ဆိုတော့နောက်ဆုံးတွေ့ဆုံမှုဒီ ဟာ hub to hub ကိုကျွန်တော်ကြည့်ရဲ့နော်ဒီအာစပါအသိကအတားစီရထားတယ်ဒါပေမဲ့အာ UI tag ကလည်းအခုနောက်ပိုင်းမင်းလေး form ပြန်ကောင်းလာလေပြန်မိလာဆိုတော့ကျွန်တော်ဒီဘက်မှာအာမျှော်လင့်ချက်တော့ထားလို့ရတယ်ဒီဘက်က50 50နော်ဆိုတော့အာကျွန်တော်တို့ဒီအရင်ဆုံးကျွန်တော်တို့အာအင်ဆန်စပါကိုကျွန်တော်ကြည့်မစွန်းအင်ဆန်စပါကတို့ကဒီဘက်မှာကအာနှစ်ဘက်နိုင်တယ်နှစ်ဘက်ရှုံးတယ်တစ်ဘက်တည်းကြတယ်အာ Manchester United ကြတော့ဒီအာတို့နောက်ဆုံးကစားခဲ့တဲ့၅ဘက်မှာကဒီ သုံးပွဲနိုင်တယ်တပွဲရှုံးတယ်တပွဲတည်ရတယ်ဆိုတော့ဒီအခုနောက်ဆုံးကစားခဲ့တဲ့ငါးပွဲရဲ့ငါးပွဲငါးပွဲစီရလာကိုကျွန်တော်ကြည့်ရနော်မန်ချက်စတာယူနိုက်တက်ကအနည်းငယ်တားတယ်လို့ကျွန်တော်ဟိုတွေ့ရပေမဲ့အခုကဒီစပါးရဲ့အင်ကွန်ဖြစ်လို့ဟိုအာဒေါ်မဖရန့်ရဲ့လက်ထက်မှာစပါးကလည်းတကယ်မာကျော်တယ်အတင်းတင်းဖြစ်တယ်သူတို့ရဲ့အင်ကွန်ဆိုတကယ်ကစားရခဲ့တဲ့အတင်းတင်းဆိုတော့ကျွန်တော်ဒီပွဲမှာလည်းဟိုအာဒေါ်မဖရန့်ရဲ့အတင်းကိုကျွန်တော်အာမန်ချက်စတာယူနိုက်တက်အနေနဲ့အယံကိုခက်ခဲတယ် ဖွဲ့စည်းနေပွဲအနေနဲ့ကျွန်တော်ကြော်ဖြားမှာဖြစ်တယ်။ကျွန်တော်ဒီစပတ်အစပတ်မှာဆိုရင်တကယ်ကိုအာနာမည်ကြီးကစားမတွေတကယ်ဟိုဟာအာတိတိကျကစားမတွေမရှိပေမဲ့ဒီဟိုဟာပွဲရဲ့အဖြစ်ကိုပြောင်းလဲစေနိုင်တဲ့ကစားမတွေအများကြီးရှိတယ်။အာဆိုတော့ကျွန်တော်ဒီအခုမိုင်းလာဆာတို့ပြီးလို့ရှင်ဒီအာဂျွန်ဆင်တို့ရှိတယ်ပြီးလို့ရှင်ဒီဟိုဟာအခုစပတ်မှာကအာအကူလမော်ဝါနီအခု ်ဘီအက်ဂျီကနေခေါ်ထားတဲ့အာကိုလိုမော်ကနေရှိတယ်ဆိုတော့ဒီဘက်မှာအာစပါးမှာတကက်ကိုတောင်းတင်းတဲ့လမ်းရမယ်ပြီးလို့ရှိရင်ဒီအာရှီမွန်လက်ရှိရပါတော့ဒီအာဒီဘက်မှာတကက်တောင်းတင်းတဲ့လမ်းရမယ်စပါးကလည်းသူ့ရဲ့အင်ကွမ်မှာအကောင်းဆုံးရင်ဆိုင်ဖို့အန်သူအကောင်းဆုံးလမ်းရမယ်သူအာထွက်လာမှာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တစ်ဖက်မှာကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုပြန်ကြည့်မှာဆိုရင်မန်ချက်စတာယူနိုက်တက်ကအခု ပြီးခဲ့တဲ့ပတ်ကကစားတဲ့ချိန်မှာအာ Northern Forest ကိုတည်ကြသွားတယ် Northern Forest ကိုတည်ကြသွားတဲ့ပွဲမှာသူတို့ရဲ့ကစားပုံကကောင်းတယ်လို့ပြောလို့ရပေမဲ့တချို့မိနစ်တွေတချို့ပွဲချိန်တွေမှာဆိုရင် Manchester United ရဲ့ကစားပုံတွေကအချိတ်ဆက်ဟိုအားနည်းတယ်ပြီးလို့ရှိရင်ဒီ Sport ဆုံးဆုံးတာများတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ Manchester United ကတိုက်စစ်မှာအဆက်ကိုဆက်ကိုကဘင်ဂျမင်ဆက်ကိုကနည်းနည်းလေး အာတူအယုံအာဒီပရီးမီယာလိရဲ့ကစားဟန်နဲ့ကိုက်ညီတဲ့သူ့မှာတူအယုံအာလှုပ်အားတွေအတိုးချိုးတွေအမျိုးလိုတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီပွဲမှာကအခုဒီစပားနဲ့ပွဲမှာကသူကအဲ့လိုပုံစံနဲ့နည်းနည်းပြော့တဲ့ပုံစံနဲ့ဆော့လို့မရတော့ဘူးစပားမှာတကယ်ကိုနော်နော်တန်းမှာမာကြောတဲ့နော်တန်းနေဆိုတော့ဘင်ဂျမင်ဆက်ကိုနေနဲ့တကယ်လို့အခုအခုဒီပွဲမှာလိုင်းရမှာပါလာခဲ့တော့ဒီနော်ဒမ်ဖောင်းနဲ့ပွဲပုံစံလိုနည်းနည်းဟိုဟာဘောလုံး ဟို passport လာနေတခါလေဘောလုံးဒီကိုအာဘောရတက်ခါနေသူကတခါလေလွန့်သွားပုံစံမဟုတ်ဘဲနဲ့ဒီဘက်မှာသူတခါတူအသေးချာလေးကိုအာအောင်ဆိုင်ပြီးမှာဘောလေးတောင်းတောင်းနေအဲ့လိုသူကအဝယ်ကစားမှရမှာအဲ့ဆိုတော့အဲ့ပုံစံနဲ့ဆွန်တော့အဆင်ပြေမယ်ဆိုတော့အာမန်ချက်စတာယူနိုက်တက်မှာလည်းဒီပွဲအဖြေကိုပြောင်းလဲနိုင်တဲ့ခူညာတို့အာစကိုတို့ပြုစင်အာအမ်ဘမိုးတို့အာအာမတ်တို့ရှိတယ်သူကဒီပြုရှင် ်အာဖာနန်ဒက်တို့ရှိတယ်ဗောနော်ဒီမန်ချက်စတာယူနိုက်တက်မှာလည်းပွဲကိုပြောင်းလဲနိုင်တဲ့ကစားသမားအများကြီးရှိတယ်လို့စပါးမှာလည်းပွဲဒီအဖြစ်ကိုပြောင်းလဲနိုင်တဲ့ကစားသမားအများကြီးရှိတယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့အနေနဲ့ကြည့်ရမစွင် United ကတော့အခုဖော်ပြန်ကောင်းလာတယ်လို့ပြောပေမယ့်ကျွန်တော်အငြင်းပွဲရဲ့ပွဲကြော်သုံးချက်ကျွန်တော်ပြောတိုင်းမှာကျွန်တော်ပြောတဲ့ဒီ United မှာကကွန်းလယ်အားနေတယ်ကွန်းလယ်မှာအခုအမိုရင်းကဒီဟိုအားကိုနေတဲ့ဒီ အကွန်လေအတွက်ကပွဲချင်းပြည်သူတို့အားကိုလို့မရဘူး။အဲ့ဒါက United ရဲ့ပြဿနာ။ကက်စမဲရိုကမိနစ်၄၀လောက်ဆင်သွားသူ့ရဲ့ပါဝါကျပြီ။သူ့ရဲ့ PR ဟိုဟာယုံအားကျပြီ။ဆိုတော့ကျွန်တော်ပွဲတိုင်းမှာဒါကျွန်တော်တောက်လျှောက်ကြုံနေရမယ်။ January ကဟိုဟာ January မှာသူကကဲလို့လူမဝဲခဲ့တော့ Manchester United ကတင်းနှစ်ပေါင်းရာကြီးမှာအချက်၄တောင်ဝဲဖို့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ကွမ်းလေအားနေကွမ်းလေဒီခုသူအားအားကိုနေတဲ့ကွမ်းလေကပွဲချင်းပြီးအပြည့်ဝကိုအားကိုလို့မရတဲ့ကွမ်းလေဖြစ်နေတယ်အဲအကြောင်းလို့စင်ဆိုင်ဘက်မှာဒါလော့ကပြီးခဲ့တဲ့ဘာကပွဲမှာလေဒါလော့ကသုံးစားလို့မရအောင်ဆုံးဖြတ်ချက်အမှားတွေ passport ရေရှုံရှုံတယ်အဲ့လိုမျိုးတွေသူကဝန်သားစားမှားတယ်အဲ့လိုမျိုးဆိုတော့ဒီလော့လော့ဆယ် Manchester United ကကွမ်းလေကိုဆောင်းရတီမှာတကယ်လို့အားမဖြစ်လို့ရှင်အရှင်းလေးဝင်ဖို့တော့မလွယ်ဘူးဆိုတော့ အာဒီနေ့ဘွဲမှာလည်းကျွန်တော်အနေနဲ့တော့အဝေးကွက်လည်းဖြစ်တယ်အာအစပလည်းဒီအင်ကွန်မှာကစားအကောင်းတယ်မာဂျော့ရဲ့အတင်းတင်းဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့နိုင်ဘွဲရဖို့ဒီဘွဲခဲရနေတကယ်လို့နိုင်ဘွဲရခဲ့တော့မှ 1C ချင်းပြောင်းတဲ့ရလာအဲ့လို 1C ဟိုဟာ2 1အဲ့လောက်နေပဲနိုင်ပွဲရမလို့မြင်တယ်ဒါပေမဲ့ကျွန်တော်နေတော့ဒီပွဲကတကယ်လို့ဟိုဟာစပားအတင်းတော့စပားအတင်းဖက်တော့မှအင်းဒီနိုင်ပွဲရရှိဖို့ရခိုင်တော့များလို့ကျွန်တော်မြင်တယ်အာကျွန်တော်ဒီ ွဲချိုတုံသားချက်တွေမှာကျွန်တော်မှန်တိုင်းဝယ်ခံရတယ်ဆိုရင်စပါတဲ့တော့မှန်တိုင်းပွဲရဖို့ရခရုံးများတယ်ဆိုတော့အာကျွန်တော် United ကတော့ကျွန်တော် United ဖန်နေနေတော့ကျွန်တော်ဆူတော့မယ် United နိုင်ပွဲရပါစေအာတို့ပဲကျွန်တော်ဆူတော့မယ် Away ကမှတခုရှိတာ United က Away ကမှလည်းသူကအားနေတယ်ဗျကစားအားကအိမ်ကွက်မှာကစားအကောင်းပေမဲ့အဝေးကွက်ရောက်သွားလို့ရှင်သူရဲ့ကစားကဘာလို့လို့လုံမှမသိနည်းနည်းလေးတခုခုကလုံနေတယ်အဲ့လိုဖြစ်နေတယ်ဆိုတော့ အာဒီပတ်ပွဲမှာလည်း Manchester United ကကျွန်တော်အနေနဲ့အမြင့်ဆုံးတည်ရလို့ပဲကျွန်တော်မှန်းထားတယ်။တည်ဖြစ်ဖို့လည်းမျှော်လင့်ထားတယ်ဆိုတော့အာဒီလောက်ဆိုရင်လည်းမဆိုးဘူးကျွန်တော်အာ Manchester United အတွက်ကဒီဆိုရင်မဆိုးဘူး။စပါတော့သူ့အင်ကွမ်းမှာဒီအခုဒီ Champions League မှာလည်းစပါရှယ်တောင်းကျမ်းသွားရယ်နော်။နိုင်ပွဲရရှိတယ်ဆိုတော့အာဒီပွဲမှာကျွန်တော် United ကအာနိုင်ပွဲရရင်တော့မှ 1C ဟိုလိုစင်တည်ဝမ်ဝမ်အဲ့လိုမျိုးဖြစ်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော် United ဖန်နေ ီပွဲကိုဘယ်လောက်နဲ့ခမှန်းကြလဲဘယ်လိုပြီးမလို့ထင်ကြလဲ comment မှာခမှန်းလို့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ပွဲကြိုပွဲကြိုတုံးချက်ကတော့ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်